ဒူရီအလွယ်ခေါ်နေကြတဲ့အပေါ်သွေးနဲ့အောက်သွေးဆိုတာကခန္ဓာကိုယ်အပေါ်ပိုင်းကသွေးနဲ့ခန္ဓာကိုယ်အောက်ပိုင်းကသွေးကိုပြောတာမဟုတ်ပါဘူးရှင်။အပေါ်သွေးဆိုတာကကျွန်တော်ခန္ဓာကိုယ်မှာနှလုံးကတစ်ချက်ညှစ်ထုတ်လိုက်တိုင်းမှာသွေးကြောတွေထဲမှာဖြစ်လာတဲ့ဖိအားကို အပေါ်သွေးလို့ခေါ်ပါတယ်။အောက်သွေးဆိုတာကတော့နှလုံးကညှစ်ထုတ်ပြီးတော့ပြည့်ရော့သွားတဲ့အချိန်တိုင်းမှာ သွေးကြောထဲမှာရှိနေတဲ့ဖိအားကိုအောက်သွေးလို့ခေါ်ပါတယ်။ အပေါ်သွေးကိုအင်္ဂလိပ်လို systolic blood pressure လို့ခေါ်ပြီးတော့အောက်သွေးကိုတော့ diastolic blood pressure လို့ခေါ်ပါတယ်။အပေါ်သွေးကသွေးတိုမတိုကြည့်မယ်ဆိုရင်တော့120အောက်ဆိုရင်တော့ပုံမှန်လို့ပြောလို့ရပြီးတော့အောက်သွေးကတော့80အောက်ဆိုရင်ပုံမှန်လို့ပြောလို့ရပါတယ်။ အပေါ်သွေး140နဲ့အထက်တိုးနေမယ်ဆိုရင်တော့နှလုံးရောဂါဖြစ်တာလီဖြတ်တာနဲ့ကြောက်ကပ်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။အလားတူစွာပဲအောက်သွေးကလည်း60နဲ့အထက်များနေမယ်ဆိုရင်တော့ဆီယမားတို့တွေကြောက်ကပ်ထိခိုက်တာအုံနောက်နဲ့မျက်စိကိုထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ အောက်သွေးက60ရဲ့အောက်ကိုရော့နေပြီဆိုရင်လေစမရုခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်ပိုင်းတွေဖြစ်တဲ့အုံနှောင်းနဲ့နှလုံးကိုသွေးစီးစင်းမှုနှဲသွားနိုင်တာနှေးသွားနိုင်တာဖြစ်တာအတွက်ကြောင့်မို့အရေးကြီးပါတယ် ကို့မှာသွေးတိုးရှိတယ်ဆိုရင်တော့ကုသတက်ပါတယ်တချို့သူတွေကကြတော့ဗောနော်အငါသွေးတိုးတယ်ငါ150 60နဲ့ပုံမှန်နီးနေကြပဲဘာမှမဖြစ်ပါဘူးလို့ထင်ပြီးတော့ပေါ်စားတတ်ကြပါတယ်ကို့မှာယောဂဝေဒနာမခံစားရဘူးဆိုတာမှန်ပင်မဲ့အဲ့ဒါကကို့ရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာတော့မေ့မထားသင့်ပါဘူးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမဒေါက်တာ Grace ပါ